ပညာကြီးမအောင်မလုပ်ရမလဲဆိုရင်တော်တော်များများကဖြစ်တရားဘဝမှာပညာတတ်ဖို့ဆိုပြီးတော့ပညာဖြစ်စေတတ်တဲ့ဆိုပါစို့ပညာဒါနဆိုပြီးတော့ဒီသူများပညာသင်ဖို့အခွင့်အလမ်းတွေဖန်တီးပေးတာတို့စီမီတူပြီးတော့ဆူတောင်းတာတို့ ဖြစ်နေရဘောမှာပညာကြည့်ရပါလို့ဤလိုဆူတောင်းတာတို့ဓာရီကိုအာကိုလက်ရှိကြတကယ်တော့စာပေကျမ်းကမှာကြည့်မယ်ဆိုရင်အဲ့ဒါတွေရောမဖြစ်ဘူးလားဆိုဖြစ်ပါစာပေကျမ်းကမှာဆိုတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင် ပညာပါရမီဖြစ်ပြီးတော့ဖြစ်လျာဘဝမှာပညာကြီးဖို့အတွက်ကဘာလို့ရတာတော့ဆိုဒီဘဝကလေးကမေးမြန်းဆွေးနွေးလေးလာမသားခြင်းပဲဖြစ်တယ်။ဒါဟာအလွန်တဘာဝကြတယ်။မဟာပညာတောင်းဝတ္တဏိကပฏิပဒါဆိုတာတရားနာတယ်မေးတယ်မြန်းတယ်ဆွေးနွေးတယ် ိုမသိတာကိုသိအောင်မေးတာဉာဏ်ဟာပညာတွတ်တဲ့ခြင်းရဲ့အကြောင်းဖြစ်လျက်ဘဝမှာပညာကြီးမားခြင်းရဲ့အကြောင်းဆိုမေးတယ်ဆိုတဲ့ကမေးတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်လေကိုမသိတာကိုသိဖို့အတွက်သင်ယူခြင်းပဲဖြစ်တယ်ဒါကြောင့်မို့ဖြစ်လျက်ဘဝမှာပညာကြီးမားခြင်းလို့ရှိရင်အပြင်းမထူနဲ့ဒီဘဝမှာပဲသင်နော်ဒီဘဝမှာပဲသင်တတ်နိုင်တယ်ဗျာ စဉ်းစားပညာရှိပုဂ္ဂိုလ်တွေတွေ့တဲ့အခါမှာကိုသိကျင်တာတွေမေးရှင်နေမှာမထားနဲ့အဲ့လိုမေးမြန်းဆွေးနွေးလေးလာဖတ်ရှုခြင်းဟာမဟာပညာသောတနိကပฏิပဒါလို့ခေါ်တယ်ပညာတိုးတက်ခြင်းအကြောင်းလို့သူပြောတယ်အဲ့တော့အကြောင်းတရားကိုစဉ်းစဉ်ဆန်းနာကြည့်မယ်ဆိုရင် သူများတွေပညာသင်ဖို့အခွင့်အလမ်းတစ်ခုကိုဖန်တီးပေးလို့ရှိရင် အဲ့ဒီကုသိုလ်ကအကျိုးပေးမှာကိုယ်လည်းပညာသင်ခြင်းနဲ့ဆိုရင်အခွင့်အလမ်းတစ်ခုဖန်တီးပေးခြင်းပဲဖြစ်မှာပဲ။ဘာဖြစ်လို့လို့ဆိုလို့ရှိရင်ကံတရားရဲ့သဘာဝကကိုယ်လုတ်တဲ့ကိုယ်လုတ်လိုက်လို့တစ်ဖက်သားမှာရားသွားတဲ့အခြေအနေမျိုးကိုကိုယ်စီကိုတုံ့ပြန်ပေးရခြင်းပဲဖြစ်တယ်။ကံရဲ့သဘာဝကိုယ်လုတ်တဲ့အတိုင်းကိုပြန်ရတာဆိုလို့ ကိုလှုပ်တဲ့ကောင်းကျိုးမကောင်းကျိုးသည်ကိုယ်စီပြန်ရောက်လာအဲ့ဒါကိုဥပမာနဲ့ပြောရမယ်ဆိုလို့ရှင်အားလုံးကြားဘူးကောင်းကြားဘူးလိမ့်မယ်ဩစတြေးလျနိုင်ငံမှာအဘော်ရီဂျီနီဆိုတဲ့လူရိုင်းတွေအသုံးပြုတဲ့တကောက်ကွေးလိုကောက်ကောက်လက်နဲ့တစ်မျိုးရှိတယ်ဘူမရင်းလို့ခေါ်တယ်အဲ့ဒီဘူမရင်းဆိုတဲ့လက်နဲ့ ကောင်းကင်ကိုပြစ်လိုက်လို့ရှင်ပြစ်တဲ့လူစီပြန်ရောက်လာဒီလက်ထဲကိုပြန်ရောက်လာတယ်သူကကောင်းကင်မှာပြန်ဝဲပြီးတော့ပြစ်တဲ့လူရဲ့လက်ထဲရောက်လာကိုလို့တဲ့ကံတရားဟာလည်းပဲဒီတိုင်းပဲကောင်းတဲ့ကံလုံးလို့တစ်ဖက်သားကိုကောင်းကျိုးတွေပေးရင်အဲ့ဒီကောင်းကျိုးချမ်းသာမျိုးကိုပြန်ရလာမကောင်းတဲ့ကံလုံးလို့မကောင်းကျိုးတွေဟာ ုဂ္ဂိုလ်တူစီရောက်သွားပြီးဒုက္ခတွေပေးတယ်ဆိုရင်အဲ့ဒီဒုက္ခမျိုးကိုစီပြန်ရောက်တယ်ဒါကံရရဲ့ဓမ္မတာပဲတဲ့ဥဒ္ဒအထကရာမှာကံနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတာရှိကံကြမ္မာကျုပ်ပေးမှုဟာကိုလို့တာကိုစီပြန်ရောက်တယ်အေးဒါကြောင့်အခု ဒီဘဝပညာသင်ပြီးတော့ပညာတတ်သွားလို့ရှင်အဲ့ဒီပညာမျိုးဟာကိုယ့်ရင်ထဲမှာပျောက်သွားတာမဟုတ်ပဲနဲ့ဖြစ်ရရဘဝမှာကိုယ်ကပညာတတ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်မို့အခုလို့သိရှိကြတဲ့ဘဝမှာအမတ်တမဲမနေကြပဲနဲ့လေးလာကြရမယ်စီဘူးကြရမယ်ဓမ္မစာပေတွေဖတ်ရှုကြရမယ် ဒါတော့ငါတို့မသိတော့ဘူးဆိုပြီးရှောင်းတိတ်မထွက်နဲ့မသိသိအောင်ကြိုးစားမယ်ဆိုလို့စိတ်တက်နေ။ယေရှုဘုရားရဲ့အဆုံးအမတရားတော်တွေဟာမြန်မာနိုင်ငံရောက်လာတာနှစ်ပေါင်းတစ်ထောင်ကျော်သား။သို့တော့မြန်မာလူမျိုးတွေအများစုကဒါတွေကဘုန်းကြီးစာတွေငါတို့နဲ့မဆိုင်ဘူး။လောကုတ္တရာဇာတိဆိုပြီးကြောခိုင်းနေကြ အဲ့ဒါမဟာအမာတော်အစီပဲဖြစ်တယ်။ရသော်ဗျာရဲ့အဆုံးမတရားတော်တွေထဲမှာစီပွားရေးလုံနီးပါတယ်။ကျမ်းမအောင်နေနီးပါတယ်။ဘဝမှာအစဉ်ပြေအောင်ကောင်းကျိုးချမ်းသာတွေရအောင်တဘဝပြီးတဘဝအစဉ်မြင့်သွားအောင်ကိုယ်ကိုယ်ဓမ္မလမ်းကြောင်းမတိမ်ဆောင်ထင်းချောင်းနဲ့နေစနစ်တွေ ဆက်ဆိုပြအဆုံးမတယ်မှာပါတယ်။မဟာတိပြန်ကျင့်တယ်ဆိုဒီမြစ်စွာဂုံကြီးဆရာတော်တို့ပြနေတဲ့တရားဓမ္မတွေနိုင်ငံသားတွေကအခု mindfulness လေ့ကျင့်ခန်းဆိုပြီးတော့ဘုရားဟောတဲ့တရားလို့မပြောချပဲနဲ့ mindfulness လေ့ကျင့်ခန်းဆိုပြီးတော့လူတွေဘလောက်အကျိုးပြုတယ်ဆိုတာကိုသိရှိနားလည်ရတဲ့အခါမှာ သူတို့ဝဟရရနဲ့သူတို့သုံးပြီးတော့တတိတရားကျိုးစားပြီးတတိပ္ပံချင်းစဉ်ကိုချင်းချင်းနဲ့အလုတ်တရားဒီကနေ့ထိသင်္นานနေပေးပြီးဝေကြီးများစွာပေးပြီးတက်နေချတတ်နိုင်ငံများနေနော်နောက်တစ်ခုမြန်မာနိုင်ငံမှာဘုရားဝဒဝင်သူတော်ရှင်နေဥပုသ် 12နာရီလောက်မနေ့ပိုင်းမှာ12နာရီထီအောင်စားပြီး12နာရီကလေးကစားတာကိုရက်လိုက်တယ်ရက်လိုက်ပြီးတဲ့အခါနောက်တည့်အယုန်တက်မှစားတယ်73နာရီ14နာရီ15နာရီ16နာရီပြီးမှတခါစားဥပုသ္စအဲ့တော့ဥပုသ္စောင်းနေဆိုရင်သူတွေကဥပုသ္စောင်းတာဟာနောင်ဘဝအတွက်လို့သူတို့ထင်တယ် တကယ်ကတော့ဥပုသ်ဆောင်ခြင်းကြောင့်ဝိချာပေးတာဖြစ်သွားနော်အဲ့ဒီ16နိုင်မှာခန္ဓာကိုယ်မှာရှိတဲ့အပူအဆီးတွေကိုဗန်းတောင်းလုပ်လိုက်တယ်နောက်ထပ်မစားခြင်းအဖြစ်ကျမရေးအတွက်အလွန်ကောင်းလို့အဲ့ဒါကိုအခုအနောက်တိုင်းနေမှာဗာပြောလာကြသလဲဆိုအင်္ဂလိပ်စကားလုံးနဲ့ intermittent fasting လို့ခေါ်တယ် အင်္ဂလိပ်စကားလုံးနဲ့ intermittent fasting intermittent ဆိုတာရက်ဆိုင်ခြင်းနဲ့နောက်ထပ်ပြန်စာခြင်းကြားမှာဟုတ်လား7နိုင်ဖြစ်စေ73နိုင်ဖြစ်စေ76နိုင်ဖြစ်စေကွပြရက်ဆိုင်တာရက်ဆိုင်ပြီးမှပြန်စာဥပုံဆောင်နဲ့ဆိုတာ7နိုင်မှအစာရလိုက်တယ်ရက်ပြီးနောက်တဲ့အာရုံတက်မှပြန်စာတယ်လေအဲ့ဒီအတွင်းမှာဝေချပြီးတာဖြစ်ပါ အဲ့တော့ဒီဝတ်တုတ်တို့ခွေးချခြင်းတဲ့လူတွေတို့ဥပုပ်ပဲဆောင်ပါအဲ့ဒါအကောင်းဆုံးဤစနစ်သွားပြီးတော့ဆေးတွေနဲ့မချနဲ့အနည်းရှိတယ်ဆေးတွေနဲ့ဝိတ်တော့မချဘူးဥပုပ်ဆောင်သည့်အတွက်ကြောင့်ကုသိုလ်လည်းရသွားတယ်ဝိတ်လည်းကျသွားအစီတွေအပိုတွေမထွက်တော့ခန္ဓာကိုယ်စံတတ်ချိန်တယ်တကယ် အဲ့ဒါနောက်တိုင်းကလူတွေကကောင်းမှသိပြီလူဟာရသဗျာကိုယ်တိုင်ကဘာဘာမဲရှိလို့ယန်းတွေကိုဆုံးမတာလူတွေကိုတော့ရသဗျာပြောပါဘူးလူတွေကတော့စားခြင်းစားမဆိုတော့ကိုယ်စကားနားထောင်မဲ့ပုဂ္ဂိုလ်ပဲပြောတာရသဗျာယန်းတွေကြတော့လို့ပြောလို့ငါဟာမနေ့တစ်ချိန်ပဲစားတယ်တဲ့မနေ့တစ်ချိန်စားသည့်အတွက်ကြောင့် အမယောဂနှမျိုးမရှိဘူးတဲ့နှမျိုးဆိုတာဗာလဲအာဘာဒဆိုတဲ့ယောဂလည်းမရှိဘူးအတင်ငါဆိုတဲ့ယောဂလည်းမရှိဘူးအာဘာဒဆိုတဲ့ယောဂကဖြာရနာရာခေါင်းခဲရာပိုက်နာရာဒီလိုယောဂမျိုးတွေလည်းမရှိဘူးအတင်ငါဆိုတဲ့ယောဂကတချောင်ချောင်နဲ့နှလုံးယောဂတို့သွေးထူယောဂတို့ဒီလိုဟာမျိုးတွေတချောင်ချောင်လောကစားတော့လို့ခက်တဲ့ယောဂမျိုးဒီယောဂမျိုးတွေငါမဖြစ်ဘူးတဲ့ ခွန်အားလည်းပြည့်စုံနေတယ်အထိုင်ထားလည်းပေါ်ပါတယ်ကျမ်းနဲ့ကျမ်းပါတယ်မင်းတို့တွေတစ်ထပ်ပဲစားအဲ့ဒီစနစ်ကတော်တော်ကောင်းတဲ့စနစ်အနောက်တိုင်းကလူတွေကခုတိလာတော့နော်သူတို့ခန္ဓာကိုဝေချခြင်းနဲ့ဆိုရင်အဲ့ဒီစနစ်ဟာအကောင်းဆုံးပဲနော်ဝေချခြင်းအဲ့ဒီစနစ်အကောင်းဆုံးပဲအဲ့ဒါမှတ်တာ intermittent t u s t i n g နဲ့အင်္ဂလိပ်စကားလုံးနဲ့ intermittent f a s t i n g အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေဟာညမအများစုနားလည်နေတာနောင်ဘဝလို့ထင်နေကြနောင်ဘဝအတွက်သို့မဟုတ်နိဗ္ဗာန်လို့ဒီလိုအောင်းမင်းနေမဟုတ်ဘူးဒီဘဝတဲ့အကျိုးရှိတယ်မြတ်စွာဘုရားရဲ့ဆုံးမတရားဒီဘဝမှာအကျိုးပြု အလုံးတိကျတဲ့မြတ်စွာဘုရားရဲ့ခုံတော်ကိုးပါးထဲမှာဝိဇ္ဇာစရဏတံပန်နောဆိုရတဲ့မယ်ဝိဇ္ဇာ၃ပါးဝိဇ္ဇာ၈ပါးစရဏ၁၅ပါးဆိုတာဘုရားဝတ္တဝိနည်းအလုံးကြားဘူးရလိမ့်မယ်ရလည်းရကြတယ်အဲ့ဒီစရဏတရား၁၅ပါးဆိုနိဗ္ဗာန်ရောက်ကြောင်းတရားအဲ့ဒီနိဗ္ဗာန်ရောက်ကြောင်းတရားတွေမှာဘာပါတော့ဆိုရင်ဘောဇနိမတ္တညုတာဆိုပါတယ် စာစားလို့ရှင်ကိုနဲ့တဲ့တာပဲစားတယ်။နောက်အပူမစားဘူး။စားတဲ့တော့ပဲစားတယ်ဆိုတာ။ဒါဟာနိဗ္ဗာန်ရဲ့အကြောင်းတရားဆိုတာ။ဘာကြောင့်နိဗ္ဗာန်ရဲ့အကြောင်းတရားလဲအဲ့ဒါထဲ့တော့ဆို။အစာတွေနင်းကန်စားခြင်းအားဖြင့်ခန္ဓာကိုယ်ထဲမှာအစီဘူတွေညာလာ။စီဘူတွေညာလာတော့သူကအများအားအိတ်ချင်လာတယ်။ဝိတ္တိတက်လာတယ်။တရားအမထုံးတယ် ဒါကြောင့်မလို့အစီဘိုတွေနဲ့ဝိတ်တက်ပြီးတော့ကြာကြာသွေးတူတို့နှလုံးတို့ပါဆက်လာအဲ့ဒါမျိုးတွေမဖြစ်အောင်လို့မြတ်စွာဘုရားကျမ်းမာရေးအတွက်အကောင်းဆုံးဘောဇနိမတ်တေညူတာစားတဲ့နာပဲစားမယ်စားတဲ့နဲ့အတိုင်းတားလည်းပဲစားမယ်တဲ့တာပဲစားမယ်မတဲ့တာမစားဘူးဆိုတဲ့ဒီဘောဇနိမတ်တေညူတာဆိုတာအလုံးကိုအသေးပဲရှိတဲ့စကားတစ်ခု ဒါကြောင့်မို့မြတ်စွာဘုရားအဆုံးအမတွေကတန်ဋိဋ္ဌိကမျက်မှောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်။တံပရာယိကနောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်။အကျိုးနှမျိုးကိုမြတ်စွာဘုရားရဲ့အဆုံးအမကရရှိစေတယ်လို့ဒီလိုမှတ်ဖြစ်တယ်